2024ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကစတင်ခဲ့တဲ့ပဲခူးတိုင်းတာယာဝတီခရိုင်ပဲခူးရိုးမအတွင်းကတော်လန်ရေးအဖွဲ့17ဖွဲ့အတွဲဆိုင်ကန်းလဲယူကြည်လဲကူကမ်ပိန်းဟာမူလကမ်ပိန်းပြီးဆုံးရက်ဖြစ်တဲ့2025ခုနှစ်မတ်လ10ရက်နေ့ဆိုရင်ရက်ပေါင်း100ပြည့်ပြီးပြီးဆုံးရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်မှာကမ်ပိန်းတာဂက်ပြည့်မီရေးအတွက်လက်မှတ်အဆောင်ရည်3000ကျော်ထပ်မံရောင်းချဖို့လိုအပ်နေပါတယ်။ ်ဒါကြောင့်ကမ်ပိန်းပြီးဆုံးရက်ကို2025ခုနှစ်မတ်လ30ရက်နေ့ကိုရက်ရွှေပြောင်းတတ်မှတ်လိုက်ရကြောင်းနဲ့ထောက်ပို့ပြည်သူများကလည်းကမ်ပိန်းတက်ကက်ပြည့်မီရေးအတွက်ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန်လေးစားစွာမြတ်တရရက်ခံပန်ကြားပါရယ်မတ်လ30ရက်နေ့တနင်္ဂနွေနေ့မှာတော့ကာလပေါက်ဈေး3600တန်းဆိုင်ကန်းပိုင်ရှင်ကိုရွေးချယ်ပေးနိုင်ဖို့အတွက်မြေပြင်ရဲဘော်တွေကလိုအပ်တဲ့ပြင်ဆင်မှုတွေစောင်ရွက်နေကြပြီလို့လည်းသိရပါရယ် ဒါကြောင့်တော်လန်ရင်ကန်ဆန်းကြဖို့မဲလက်မှတ်များကိုဝယ်ယူအားပေးကြပါဦးလို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။